င်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့မေလ31ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်သူတွေရဲ့အထောက်ပံ့တွေကို အလွဲသုံးစားမပြုဖို့နဲ့တော်လိုင်းမလုပ်စားဖို့ KNDS စစ်ဦးစီးချုပ်ပြောတဲ့သတင်းထိုင်းနိုင်ငံမှာမြမအလုသမအမျိုးသမီးတအူယထားကြိတ်ခံရပြီးတေဆုံးခဲ့တဲ့တဲ့ စစ်မြေပြင်မှာတည်ဆုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနှစ်သိမ့်တဲ့အနေနဲ့အဆင့်တိုးပေးတာတွေပြုလုပ်နေရလို့ဆိုတဲ့သတင်းဇွန်လဒုတိယပတ်အတွင်းပင်ကလားပင်လယ်အော်မှာလေပြားနဲ့ရဝံထပ်မံဖြစ်ပေါ်နိုင်တဲ့သတင်းပီတွင်းစစ်လက်နက်ထုတ်လို့ရအပေါ်စစ်ကောင်စီတပ်အကြီးအကျယ်မိခိုနေရတယ်လို့ဆိုတဲ့သတင်းအိုက်စီအဖွဲ့ကစီးရီးယားအစိုးရတစ်ကိုပထမဆုံးအကြိမ်ဘုံခွဲတိုက်ခိုက်တယ်လို့ကြေညာခဲ့တဲ့သတင်းအစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေရဲ့အထောက်ပံ့တွေကိုအလွဲသုံးစားမပြုဖို့နဲ့တော်လိုင်းမလုံစားဖို့ KNDS စစ်ဦးစီးချုပ်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူတွေရဲ့အထောက်ပံ့တွေကိုအလွဲသုံးစားမပြုဖို့နဲ့တော်လိုင်းမလုံစားဖို့ KNDS စစ်ဦးစီးချုပ်ဘုံမှုချုပ်အောင်မြတ်ကဒီကနေ့မေလ31ရက်နေ့မှာကြာရောက်တဲ့ KNP အမျိုးသားကာကွယ်ရေးတပ် KNDS ၄နှစ်ပြည့်အခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ် KNDF ဟာလက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင်ငံရေးအဖွဲ့အစည်းမဟုတ်တာကိုလည်းသိရှိဖို့လိုအပ်ပြီးလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့အတွက်အမိန့်ညွန်ကြားချက်တွေကိုလိုက်နာရမှာဖြစ်ကနိုင်ငံရေးကိုလည်းနားလည်ရန်လိုအပ်သလိုစစ်မြေပြင်မှာလိုက်နာရမယ်ကျင့်ဝတ်ဥပဒေစည်းကမ်းလူတို့အရေးခလေးတငယ်နဲ့အမျိုးသမီးအရေးကိုလိုက်နာရမှာဖြစ်တဲ့အပြင်ဘိန်းဆိုင်ဖြိုတာတွေကိုလည်းတားမြစ်ဖို့လိုအပ်တယ်လို့ဘုံမှုချုပ်အောင်မြတ်ကပြောပါတယ် ဒါပြင်လင်းနစ်တာအတွင်ရဲဘော်တွေရဲ့အသက်သွေးချွေတွေပြည်သူလူထုအိုးအိမ်များများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်သလိုတော်လင်းမှာဆုံးရှုံးနေတာမျိုးတွေပေးဆက်ရမှုတွေရှိတာဟာဓမ္မတာပင်ဖြစ်ကကင်းနေမျိုးသားတွေနဲ့အတူမြန်မာနိုင်ငံသားအလုံးလွတ်မြောက်ရေးအတွက်တော်လန်တိုက်ပွဲဟာခီးတစ်ခု ရောက်နေပြီဖြစ်တယ်လို့လည်းသူကအဆက်ပြောပါရတယ်။ KNDF ဟာလက်နက်ကင်တပ်တစ်ခုဖြစ်တာနဲ့အညီပြည်သူတွေအားထားရတဲ့တပ်တော်ဖြစ်ဖို့အထူးလိုအပ်သလိုဒီနှစ်တာအတွင်းအသက်ဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုလည်းကုညီဖေးမဆောက်ရှောက်ဖို့လိုအပ်တယ်လို့ဘုံကျော်အောင်မြတ်ကဆက်လက်ပြောပါရတယ်။ ရဲဘော်တွေအနေနဲ့လည်းယာတုတွေကိုအလွဲသုံးစားမပြုဘဲလူတုနဲ့တနာတဲ့ရက်တင်ရလိုအပ်ပြီးပြည်သူလူထုအထောက်ပံ့တွေကိုအလွဲသုံးစားမပြုဖို့နဲ့တော်လိုင်းမလုပ်စားဖို့လိုအပ်ပြီးအကူအညီတွေကိုမှန်ကန်ထိရောက်တဲ့နေရာမှာသာအသုံးပြုဖို့ဘုံမှုချုပ်အောင်မြတ်ကတိုက်တွန်းထားပါတယ်။ရှာတို့နဲ့တာဝန်ဝတရားတွေကိုခွဲခြားသိမြင်ဖို့နဲ့ယုံကြည်ချက်ခံယူချက်ဟီမန်းချက်တွေမမေ့ပြောက်ဖို့အောင်မြင်မှုလမ်းကိုဆက်လက်ချီတက်ဖို့ဘုံမှုချုပ်အောင်မြတ်ကဆိုထားပါဗျာ။ ဒုတိယသတင်းပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာမြန်မာအလို့သမားမျိုးသမီးတဦးရထားကြိတ်ခံရပြီးတည်ဆုံခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံစမုစာခွန်ခရိုင်မဟာချိုင်မြို့မှာမြန်မာအလို့သမားမျိုးသမီးတဦးရထားကြိတ်ခံရပြီးတေဆုံးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ဒီကနေ့မေလ31ရက်နနက်8နာရီခန့်မှာမဟာချိုင်ဘူရာနီမြန်မာအလို့သမားမျိုးသမီးတဦးရထားကြိတ်ခံခဲ့ရတာဖြစ်ပါတယ်။ မဟာချိုင်မြို့နယ်နွဲလုံးမစ်ဆွဲတစ်အနီးကအလုံယုံတစ်ခုကနေညာဆိုင်အလုပ်ပြီးတာကြောင့်ကားနဲ့ပြန်လာတဲ့မြမအလုံသမား6ဦးဟာကားနဲ့ရထားလမ်းဖြတ်ကိုချိန်ရထားနဲ့အလုံနှိကက်တာကြောင့်ကားပေါ်ကနေခုန်ဆင်းရာကနေအမျိုးသမီးတဦးရထားကျိတ်ခံခဲ့ရတာဖြစ်ပါတယ်။အခုလို ဖြစ်ပွားခဲ့ရတာဟာကာသမပေါ်ဆာမှုကြောင့်ဖြစ်ပြီးရထားကျိတ်ခံရတဲ့အမျိုးသမီးဟာနေရာမှာပဲသေဆုံးခဲ့တယ်လို့သိရပါတယ်။ရထားကျိတ်ခံရမှုကြောင့်သေဆုံးခဲ့သူဟာအသက်28နှစ်အရွယ်မတ်ဖြူဖြူဆိုသူဖြစ်ပါတယ်။ င်ထိုင်းနိုင်ငံကရထားလမ်းတွေဟာမြို့ဝင်နဲ့လူစီကားတဲ့နေရာတွေမှာသာ အကရန်ထားပြီးရက်ွက်အတွင်ဖြတ်တန်းသွားတဲ့နေရာအများစုမှာတော့ရထားလာချိန်ဖြတ်တန်းလို့မရအောင် အကရန်ထားရှိတာနေတဲ့အတွက်အခုလိုမတော်တဆမှုတွေမကြာခဏဖြစ်ပွားလေးရှိပါတယ်။ ီပြဿနာကိုဖြေရှင်းနိုင်မှုအတွက်စမွန်စာခွန်ခရရဲတပ်ဖွဲ့ဟာခုံးကျော်ဖြန့်လန်းတိစောက်ဖို့ဆောင်ရွက်နေရသလိုရထားလမ်းကုနေရာတွေမှာလုံခြုံရေးအကာရန်တွေတိစောက်နိုင်မှုစီစဉ်နေရလို့လည်းစမွန်စာခွန်ခရရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်တရရသတင်းတပုတ်အနေနဲ့စိတ်ပြေပြေမှာတည်ဆုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနှစ်သိမ့်တဲ့အနေနဲ့အဆင့်တိုးပေးတာတွေပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်မြေပြင်မှာတေဆုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနှစ်သိမ့်တဲ့အနေနဲ့အဆင့်တိုးဝေးတာတွေပြုလုပ်ပေးနေရလို့မြန်မာ Defect and Security Institute ကဒီကနေ့မေလ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်ကြခိုင်ပြီနဲ့တိုက်ပွဲမှာတည်ဆုံခဲ့တဲ့စစ်ကောင်စီတပ်မ7နှင်းဖြူဟာမူဘုံမူကြီးကျော်မြောင်ကိုဘုံမူကျော်အဖြစ်အဆင့်တိုးပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြူဟောင်းမှုကျော်မျိုးအောင်ဟာနှမ်းဖဲတောင်တိုက်ပွဲမှာအာရခတ်တက်တော် A ရဲ့စနိုက်ပါဖြစ်ခဲ့မှုကြောင့်မေလ29ရက်နေ့မှာတေဆုံးခဲ့ရတာဖြစ်ပါတယ်။ အလားတူ2024ခုနှစ်ဒီဇင်ဘာ15ရက်မှာအမျိုးတိုက်ပွဲအတွင်းတည်ဆုံခဲ့တဲ့တဆရာနှစ်မြင်းဆောင်300တပ်မှုဘုံမှုကြီးထွန်းထွန်းဝင်းကိုဘုံမှုကျုပ်အစင်ဒီဇင်ဘာ18ရက်နေ့ကမောင်တော်ဒေသတိုက်ပွဲအတွင်းအေအတပ်ဖွဲ့ကအသေးဖမ်းဆီးရမိခဲ့တဲ့တပ်မ22တပ်မှမူဘုံမှုကျုပ်အောင်နေမျိုးကိုဘုံကျုပ်အစင်အပါဝင်တိုက်ပွဲတွေအတွင်းတည်ဆုံခဲ့တဲ့အရာရှိတချို့ကိုစစ်ကောင်စီကအစင်တုံးမြင့်ပေးတာကိုတွေ့ရှိရတယ်လို့ MDSI ကဆိုပါတယ် အခုလောစစ်ကောင်စီကသူတို့ရဲ့တေဆုံးရာရှိတွေကိုယာရုတိုးပေးတာတွေပြုလုပ်နေတာဟာနိုင်ငံအနှံ့တိုက်ပွဲတွေမှာစစ်သားအသေးဆုံးမှုများပြားနေတာကိုနှစ်သိမ့်တဲ့အနေနဲ့ဆောင်ရွက်နေတာဖြစ်တယ်လို့ NTSI ကထောက်ပြထားပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ဇွန်လဒုတိယပတ်အတွင်းမင်္ဂလာပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်းဝန်ထပ်မံဖြစ်ပေါ်နိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လဒုတိယပတ်အတွင်းမင်္ဂလာပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်းဝန်ထပ်မံဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသစောက်ကြည့်လေးလာသူဦးဝင်းနိုင်ကဒီကနေ့မေလ31ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာမှာရေးသားထားပါတယ်။ တင်ချပုံစံပြုကြွတင်ခမှန်ချက်မော်ရယ်ကဇွန်ဒုတိယပတ်အတွင်းမင်္ဂလာပင်လယ်အော်မှာလီဘီယာနဲ့ရဝန်တခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားတာကိုတွေ့ရတယ်လို့ဦးဝင်းနိုင်ကဆိုပါတယ်။ဒါပြင်ဇွန်တရက်ကနေ၃ရက်နေ့အတွင်းတနင်္သာရီတိုင်းပဲခူးတိုင်းအရှိချမ်းအေယော်ဒီတိုင်းရန်ကုန်တိုင်းစကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းနေပြည်တော်ရခိုင်ပြည်နယ်ကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမိုးတင်းတင်းကနေမိုးများနိုင်ကဇွန်လရက်နောက်ပိုင်းမှာပဲခူးတိုင်းအရှိချမ်းကချင်ပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေကလွဲလို့ကြံပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာမိုးရွာသွန်းမှုရော့နေနိုင်တယ်လို့ဥက္ကဋ္ဌရဲ့ခန့်မှန်းချက်မှာရေးသားထားပါတယ်။အခုလာနောက်ဆုံးပတ်အတွင်းမုံတိုင်းနဲ့အတူမုတ်တုံလေးအားလုံးကောင်းတာကြောင့်မြန်မာနိုင်ငံအနှံ့မိုးတဲထန်စွာရွာသွန်းခဲ့ပြီးမြို့ဝကျွန်းပေါ်ဒေသဖြစ်တဲ့ AR တိုင်းအတွင်းကဒီတက်တာမြေပြိုရာတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီလိုဖြစ်စဉ်တွေကြောင့်မေလ30ရက်ကလည်းအေယော်ဒီတိုင်းအင်ကပူမြို့နယ်ကညုတ်ကုန်းချေးရွာကချောင်းတာပေါင်တစ်ခုကျုပ်ပြတ်ခဲ့ပါသေးတယ်။ လက်ရှိဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားခဲ့တဲ့အကောက်နဲ့မုံတိုင်းငယ်ဟာအိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းကိုဝင်ရောက်ကလေပြင်းနဲ့ရောင်းဝန်အဖြစ်သို့အာရော့သွားခဲ့ပေမဲ့ဘင်္ဂလားပင်လယ်အော်မှာဟုတ်တုံလေးအကောက်နေရာကြောင်းစကိုင်းတိုင်းအောက်ပိုင်းကရယာပင်နယ်နဲ့ရှမ်းပင်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ် နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမေလ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးပြည်တွင်းစစ်လက်နက်ထုတ်လို့ရေးအပေါ်စစ်ကောင်စီတပ်အကြီးအကျယ်မိခိုနေရတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတက်ဟာမြန်မာပြည်သူတွေအပေါ်အကြမ်းဖက်ဆစ်စင်ရေးအတွက်ပြည်တွင်းစစ်လက်နက်ထုတ်လို့ရေးအပေါ်အကြီးအကျယ်မိခိုနေရရလို့တမိုင် Institute of Development ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ မေလ30ရက်ကထုတ်ပြန်တဲ့တမား Institute of Development ရဲ့တနက်များနောက်ွယ်မှာတွေ့ဆုံလက်များမြန်မာစစ်တပ်၏လက်နက်ထုတ်လုပ်သူများအားဖော်ထုတ်ခြင်းသုတေသနအစီရင်ခံစာမှာအဲ့ဒီလိုဖော်ပြထားသလိုလေချောင်းတိုက်ခိုက်မှုတွေအတွက်ဝင်ပုံအမျိုးမျိုးကိုလည်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကတုံ့ပြန်ထုတ်လုပ်နေပြီတောင်းလိုက်အရာစုတွေကတိုက်ပွဲအတွင်းတင်းစီရမိတဲ့စစ်တပ်ရဲ့လက်နက်ခဲယံများထဲမှာ2025ခုနှစ်ထုံးလက်နက်ခဲယံတွေကိုပင်တွေ့ရှိလာရတယ်လို့လည်းရေးသားထားပါတယ်။ တချို့ခရမ်းတွေဟာထုတ်လုပ်ပြီးရပိုင်းအတွင်းစစ်မြေပြင်ကိုရောက်ရှိတာကိုတွေ့ရှိရပြီးအဲ့ဒီအချက်ဟာပီရင်စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကနေ့စဉ်နဲ့အများစစ်လက်နက်ထုတ်လုပ်မှုဟာစစ်တပ်အတွက်တည်ရှိရင်တမျှအရေးပါလာနေတာကိုထင်ရှားစေတယ်လို့လည်းဆိုပါရစေ။ အများပြည်သူရရှိနိုင်တဲ့သတင်းရင်းမြစ်တွေအားကာကွယ်ပစ္စည်းစက်ရုံပေါင်း25ရုံရှိပြီးအများစုဟာမြန်မာနိုင်ငံအလဲပိုင်းဒေသမကွေးနယ်ပဲခူးတိုင်းတို့အတွင်းတရှိကမြန်မာစစ်တပ်အတွက်လိုအပ်တဲ့ခရမ်းမီးကြောင်းနဲ့စစ်လက်နက်ငယ်ကနေစပြီးဖျားပြည့်ဝင်ဘုံတွေနဲ့ဒုံးကျည်တွေအထိအဲ့ဒီကာပါဆတ်စက်ရုံတွေမှာထုတ်လုပ်နေတယ်လို့တမန် Institute ကဆိုပါတယ် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှအ धिक တာဝန်ရှိတဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိရုံချုပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်၃နဲ့ကပ္ပစာဆက်ယုံမှု25ဦးတို့ရဲ့အမိတွေကိုလည်းအစီရင်ခံစာမှာဖော်ထုတ်ထားပါတယ်။ကပ္ပစာစေယုံမှုတွေဟာစစ်အုပ်စုအတွက်လက်နက်ခဲရနဲ့ထုတ်လုပ်ပေးသူတွေဒါမကပြည်သူတွေအပေါ်ကျူးလွန်တဲ့ယာစွေးမှုတွေမှာဓာတ်ရိုက်တာဝန်ရှိသူတွေဖြစ်တယ်လို့လဲဆိုပါရယ် နိုင်ငံတကာအစိုးရတွေအနေနဲ့စေအုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးအတွင်းအသုံးပြုတဲ့စစ်လက်နက်တွေကိုထုတ်လုပ်ပေးနေတဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးကအ धिक တာဝန်ရှိသူတွေအပေါ်တန်ခါပိတ်ဆို့မှုတွေချမှတ်တင်တယ်လို့လည်းတမိုင် Institute of Development ကတောင်းဆိုထားပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အိုက်စစ်အဖွဲ့ကဆီးရီးယားအစိုးရတစ်ကိုပထမဆုံးအကြိမ်ဖုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစ္စလာမ်နိုင်ငံများအဖွဲ့ ISIS ကဆီးရီးယားအစိုးရအသစ်ကိုဘုံခွဲတိုက်ခိုက်မှုနှစ်ခု ပြုလုပ်ခဲ့တယ်လို့ကြေညာလိုက်တာကြောင့်ဒါဟာ2024ခုနှစ်ဒီဇင်ဘာမှာအာနာရလာတဲ့အစိုးရအသစ်အပေါ်မှာပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်တယ်လို့စစ်ဘက်ဆိုင်ရာစောက်ကြည့်လေးလာရေးအဖွဲ့နဲ့ PP ဆိုင်ရာမီဒီယာတွေကတောက်ကြနေမှာဖော်ပြထားကြပါဗျာ။ အဲ့ဒီဘုံခွဲတိုက်ခိုက်မှုတွေကြောင့်အစိုးရတပ်ဖွဲ့ဝင်တွေနဲ့အစိုးရရဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေတိုက်ဆုံထင်ရရခဲ့ကြတယ်လို့အပိပိဆိုင်ရာအကြမ်းဖက်များထောက်လိုင်းအဖွဲ့ကပြောပါတယ်စီဒါဘီနယ်တောင်မှတိုက်ခိုက်နေရအတွင်းမှာရှိတဲ့စီးရီးယားအစိုးရရဲ့ရင်တစည်းပေါ်မှာပြီးခဲ့တဲ့အင်္ဂါနေ့ကဘုံထောင်တိုက်ခိုက်ခဲ့သလိုဒီတစ်ပတ်အတွင်းဒုတိယမြောက်ဘုံခွဲတိုက်ခိုက်မှုမှာတော့အမေရိကန်ထောက်ခံပေးထားတဲ့စီးရီးယားအစိုးရစစ်သားတအိုးတေဆုံးခဲ့တယ်လို့အိုက်စစ်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ ။ဆီးရီးယားအစိုးရဘက်ကတော့အိုက်စစ်အဖွဲ့ဝင်တွေကိုဖမ်းဆီးနိုင်မှုမြို့တော်ဒမစ်စကန်မှာအခုပတ်အတွင်းမှာပဲစီးနှင်းရှာဖွေမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့တိုက်ခိုက်မှုတွေကိုတော့အတင်ပြုတ်ထားတာမရှိသေးပါဘူး။စီးရီးယားနိုင်ငံဟာအမေရိကန်ထောက်ခံတဲ့စီးရီးယားဒီမိုကရက်တစ်အင်အားစုတွေရဲ့ကြိုးပမ်းမှုတွေကြောင့်အိုက်စစ်အဖွဲ့ရဲ့လွှမ်းမိုးမှုကနေ2019နောက်ပိုင်းကစလို့တိတိတသားလွန်မြောက်ခဲ့ပေမယ့်အသေးစားတိုက်ခိုက်မှုတွေကိုတော့ဆက်လက်ကြုံတွေ့နေရတာပါ ကက်ရှ်လူမျိုးစုအာနာပိုင်တွေကတော့ဆီးရီးယားအရှေ့ပိုင်းမှာရှိတဲ့အိုက်စစ်အဖွဲ့ဝင်မိသားစုတွေရဲ့စခန်းတွေကိုစတင်ရှင်းလင်းနိုင်မို့ဒီတစ်ပတ်အတွင်းမှာပဲဆီးရီးယားအစိုးရနဲ့သဘောတူညီချက်ရရှိထားတယ်လို့ဂျေရုဆလင်ပို့ရဲ့သတင်းထောက်ဆက်ဖရန်မန်ကပြောပါရယ်။ဒါ့အပြင်အငင်းပွားမှုတွေဖြစ်နေတဲ့အေဟိုးစကန်မှာနေနေရတဲ့ဆီးရီးယားနိုင်ငံသားတွေကိုနေအိမ်ပြန်လည်ပို့ဆောင်မို့ကက်ရှ်လူမျိုးစုအာနာပိုင်တွေနဲ့ဆီးရီးယားဂျာကာလာအစိုးရအကြမ်းသဘောတူညီထားတယ်လို့ကက်ရှ်မီဒီယာရဲ့သတင်းတစ်ပုဒ်မှာလည်းသတင်းနာနေက ကဖော်ပြထားပါသေးတယ်။လက်ရှိစီးရီးယားနိုင်ငံရဲ့ယာယီသမရအာမတ်အရှာရာဟာလည်းတချိန်ခါအေဂိုင်နာအဖွဲ့ဝင်တဦးဖြစ်ခဲ့ဘူးပေမဲ့အနောက်နိုင်ငံတွေနဲ့မဟာမိတ်ဆက်ဆံရေးထူထောင်မှုအတွက်အဖွဲ့တွေကနှုတ်ထွက်ခဲ့ပြီးအဖွဲ့နဲ့လည်းအဆက်အသွယ်ဖြတ်တောက်ခဲ့ပါတယ်။အခုစီးရီးယားသမရနဲ့ထရန့်အစိုးရကြားဆက်ဆံရေးခိုင်မာလာချိန်မှာအိုက်စီအဖွဲ့ကအမေရိကန်ကိုဥတီတိုက်ခိုက်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်